မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဦးစင်းရဲ့ဆွေတော်မျိုးတော်များအားလုံးဦးစင်းကတော့ဟိတေတီဆရာတော်ပါဒီလူပြေလူလောကထိမှာကိုတို့ကကောင်းကောင်းနေခြင်းတယ်ကောင်းကောင်းဝဲခြင်းတယ်ကောင်းကောင်းစားခြင်းတယ်ဂုံဂုံလေးပြောလိုက်ရင်လူစည်းစိမ်ခံစားခြင်းကြတယ်ပေါ့ နော်လူစည်းစိမ်နဲ့တောင်မှမတင်းတေပဲနဲ့နေပြည်တိဆူတောင်းကြတယ်နေစည်းစိမ်တွေခံစားကြတယ်အဲ့ဒီခံစားရည်ဆိုတာမြတ်စွာဘုရားကဝေဒနာလို့ပြောထားတယ်ခံစားရည်သဘောဝေဒနာအဲ့ဒီဝေဒနာသည်ရှုံငင်းအောင်စောင့်ကြည့်ရင်စောင့်ကြည့်မစောင့်ကြည့်နိုင် ဝေဒနာပစ္စယတဏှာဖြစ်မှာပဲတဲ့ အဲ့ဒါနဲ့တဏှာဖြစ်ရင်ဒီတန်ត្រာတပတ်လေးပြီတန်ត្រာရေစုံမျောပြီတဲ့မြတ်စွာဘုရားပွင့်ပေါ်ခဲ့တဲ့အခါမှာမြတ်စွာဘုရားကဆုံးမထတာပေါ့လေဥပမာလူတယောက်ဒီတိုင်းခုံပေါ်မှာထိုင်နေတယ်ပေါ့ခုံပေါ်မှာထိုင်နေတဲ့အခါသူဘာလုပ်နေလဲအတိတ်ကအကြောင်းအရာတွေကိုစဉ်းစားပြီးတော့သူဟာမောဟ ိလေသာနဲ့ပေါက်နေတာပိစုံပံမှာအမှန်တရားကို မသိဘူးလေပိစုံပံမှာအမှန်တရားတွေကဘာတွေလေဆင်းရဲနေပါလားလို့မမြင်ဘူးအဲ့ဒါဒုက္ခသစ္စာလေဘလိုမျိုးဆင်းရဲနေပါလေနာနဲ့အပန်နဲ့တိုက်တော့ကြာစိတ်တွေတစိမ့်ပြီးတစိမ့်တစိမ့်ပြီးတစိမ့်တော်တော်လေးဆင်းရဲနေတယ် မျက်လုံးနဲ့အစင်းနဲ့တိုက်တော့ကိုမမြင်ချင်တာတွေလည်းမြင်နေရတယ်မြင်ချင်တာတွေလည်းမြင်နေရတယ်တော်တော်လေးကိုဆင်းရဲနေတာနော်ဒီတိုင်းတင်ပါနဲ့ထိုင်နေတဲ့ခုံနဲ့ထိနေတဲ့အခါအထီးတွေးတွေနဲ့ကြာလာတဲ့အခါဘာဖြစ်လာလဲတင်ပါတွေပူလာတာပေါ့လေကျင်းလာတာပေါ့ထုံလာတာပေါ့လေကြိုက်လာတာပေါ့အဲ့ဒါနဲ့ခဏခဏပြောင်းပေးနေရတာပဲလေအဲ့ဒါကိုဒုက္ခလို့မြတ်စွာဘုရားက ဒုက္ခသစ္စာလို့ခေါ်ခဲ့တာပေါ့အဲ့ဒါနဲ့သစ္စာ၄ပါးရှိတယ်ဒုက္ခသမုဒယနိရောဓမကเนาะဒီသစ္စာ၄ပါးကိုမြတ်ဗုဒ္ဓမအပဘေပုဂ္ဂိုလ်မှမဟုတ်တတ်ဘူးမဟုတ်တတ်ခဲ့ဘူးမြတ်စွာဘုရားမြတ်စွာဘုရားသည်သီသင်သီထိုက်တဲ့အရာမှန်သမျှကိုဆရာသင်ဖို့မလိုဘဲနဲ့ မိမိကိုယ်ကိုထိုးထွင်ပြီးတော့သိတဲ့ပုံကိုတပါပဲရှိတယ်။နော်။ဒီလူပြေနဲ့ပြေဒါသုံးပုံမှာပုံသုံးပုံမှာနော်။တပါပဲရှိတယ်။မြတ်စွာဘုရားအတူမရှိ အတူမရှိနိုင်ရှင်လို့မရကျန်စင်လို့တော့မကျန်စင်ကောင်းတဲ့ပါရမီတွေနဲ့ပြည့်စုံလာတာလေအသင်ရှင်နဲ့ကပါတသိန်း ဒီတတ္တဝါတွေဘာဖြစ်နေကြလဲခံစားနေလိုက်တာတရားမင်းကြီးတွေဆိုရင်လည်းတရားမင်းစည်းစိမ်ကိုခံစားနေလိုက်တာเนาะဤပုံမှာလောက်ဖြစ်ရင်တောင်မှ လောက်ဘဝကို တွေးတာနေလိုက်တာခွေးဖြစ်ရင်တောင်မှ ခွေးဘဝနဲ့ဖာယာနေလိုက်တာအဲ့ဒါတဏလေအဲ့ဒါကိုမြတ်စွာဘုရားကတတရတတရအပိနန္ဒီနီတဲ့ တတဝါတွေဟာရောက်တဲ့နေရာမှာပျော်ပါတယ်တဲ့။ဘာလို့ပျော်လဲ။ကိုယ်ကဇနီးလုံးနဲ့တွေ့လို့ပျော်တယ်။သားသမီးတွေနဲ့ပျော်တယ်။စီးပွားရေးတွေနဲ့ပျော်တယ်။အဆင်ပြေနေတဲ့အခါပျော်ကြတာပေါ့။အဆင်မပြေတဲ့အခါကြာရင်ဒုက္ခနဲ့လှမ်းလှမ်းနဲ့တွေ့တဲ့အခါကြာရင်မပျော်နိုင်တော့ဘူး။မပျော်နိုင်တော့ဘူး။ဖုံဖုံရဲ့တပည့်တော်မှာတော့ PC ဥစ္စာပဲရှိတာပါ။ ဘလို့မှမပြောနိုင်ပါဘူးဘုံဘုံရဲ့အိမ်မိသေးပါတော့လို့ငလျင်ကြီးလှုပ်ပြီးတော့မြေပုံကြီးသေးပါတော့လို့မပြောနိုင်တော့ပါဘူးနော်ဒါမှဒုက္ခကိုသိကြတာဒုက္ခကိုပြားနေတာပဲဒုက္ခကတော့တဏိနဲ့မဟုတ်ရင်တဏိနဲ့စိပေးတော်၎င်းမုံတိုင်းပေးတော်၎င်းနော်ဒါကံစိတ်ဥဒုအာရနဲ့ဒီဆောက်ထားတဲ့ခန္ဓာကိုယ်ကြီး ရာသီဥတုဖောက်ပြန်ရင်လည်းခံရတာပဲသေတာပဲအရသာမှအစိမ့်ပါသောရင်လည်းသေတာပဲကံကုန်ရင်လည်းသေတာပဲမွေးနေနေကလေးကနေသေမင်းနေတွေစီတော့ဥတီနေတဲ့ခန္ဓာကြီးဒီခန္ဓာကြီးကိုကိုကကောင်းကောင်းမွန်မွန်ကုသိုလ်တရားတွေဖြစ်အောင်အသုံးမချရင်ကိုရှုံးမှာပေါ့เนาะ ကိုမရှုံးမေးနေမလားကို့မှာရှိနေတဲ့အချိန်တွေကျမ်းမာနေသေးတဲ့အခါမှာတလောက်လဲကျမ်းမာနေပြီမကျမ်းမာဘဲနဲ့အိယာတွေမှာ လေးလေးရောက်နေတဲ့အခါမှာမှတရားကိုလိုချင်လို့မရဘူးနော်တရားဆိုတာစိတ်ကိုကြိုတင်ပြီးတော့လေ့ကျင့်ထားရတယ်စိတ်ကလွတ်မြောက်အောင်ဘာတွေလွတ်မြောက်အောင်လဲတဏှာလက်ကလွတ်အောင် တဏှာဆိုတာလောဘရဲ့ဒေါသရဲ့မောဟရဲ့သရှင်မှလည်းကြားဘူးတာပဲเนาะဘဝတန်တရာဘာကြောင့်လေလေလောဘရဲ့ဒေါသရဲ့မောဟရဲ့အဝိဇ္ဇာပစ္စယသင်္ခါရတဲ့ဗျာမသီးပေနဲ့ပြုလုံလိုက်လို့အဝိဇ္ဇာဆိုတာမသီးပေနဲ့ပြုလုံလိုက်လို့လောကကြီးကိုရောက်လာပြီအဲ့ဒါတန်တရာရဲ့ရှေ့အစွန်း ပုပ်ပန်ဒါဆက်လို့ခေါ်တာပေါ့နော်အခုကကိုတို့ကပိတ်ဆုပ်ပန်မှာဒုက္ခကြီးနဲ့တွေးနေပြီဒုက္ခသစ္စာနဲ့အဲ့ဒါကိုဒုက္ခလို့မမြင်ဘလို့လုံနေကြလဲတငေချင်းတွေနဲ့ပိတ်ကနေထွက်တယ်ကိုအယုတ် ကိုကိုရှော့တွေထင်လားတွေထင်ပြီးတော့တီတော်လေးစောတယ်ဒါတီတော်စောနေတဲ့လူတွေကိုအပြစ်တင်နေတာတော့မဟုတ်ပါဘူးနော်ပြောလိုတာကမိမိရဲ့အယုတ်ကိုရှော့တွေထင်လားတွေထင်ကြဲမာတွေထင်ပြီးတော့မှ ကိုကဘာလုံးနေကြလဲတစ်တော်လေးတွေဆွာကြတယ်အဲ့ဒီတန်ဖိုးကြီးတဲ့အချိန်တွေကိုကုသိုလ်တရားတွေနဲ့ကုသိုလ်တရားဆိုတာတဏ္ဍလက်ကလွတ်အောင်ယုံထွဲကြပါ